အချိန်နဲ့ကုန်တာမြန်လိုက်တာဆိုတာကိုအင်္ဂလိပ်လို time flies time flies အချိန်နဲ့ကုန်တာမြန်လိုက်တာဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုပြောလို့ရလဲဆိုရင်ဥမာငါတငယ်ချင်းတွေနဲ့တွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့တွေ့နေတဲ့အချိန်ဆိုရင်အချိန်နဲ့ကုန်တာအရင်မြန်တယ်အချိန်နဲ့ကုန်တာမြန်လိုက်တာပေါ့အဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် time flies with friends time flies with friends အဲတကယ်ချင်းနဲ့တွေ့ဆိုအချိန်နဲ့ကုန်တာမြန်တယ်ဘယ်လိုကုန်မှမသိဘူးအဲဟုတ်ပြီကျွန်တော်တို့ကအဲ့ဒါကိုနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ဥမာ အဲငါအလုတ်ရှုပ်နေတဲ့အချိန်ဆိုရင်အချိန်လေးကကုန်တာမြင်လိုက်တာအလုတ်တရမပြီးသေးဘူးအဲအချိန်လေးကကုန်နေပြီအဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် time flies when i am busy time flies when i am busy အဲငါလှုပ်ရှုပ်နေတဲ့အချိန်ဆိုလို့ရှိရင်အချိန်လေးကကုန်တာမြင်လိုက်တာအဲဟုတ်ပြီနောက်တစ်မျိုးကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုရင် time flies at weekends time flies at weekends အဲ စနေတနေ့ကနေရုံးပေးရဆိုလို့ရှိရင်ချိန်နေကုန်တာမြန်လိုက်တာအဲအဲ့လိုပြောတာအဲချိန်နေအတားကုန်တာပဲရုံးပေးရဆိုရင်ကြားရေးပဲရုံးပေးရဆိုရင်ခဏလေးအဲဟုတ်ပြီဆိုတော့ကျွန်တော်တို့ကအဲနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်အဲငါငါပျော်ရွှင်နေတဲ့ချိန်နေဆိုရင်ချိန်နေကုန်တာမြန်လိုက်တာဘယ်လိုကုန်သွားမှမသိဘူးအဲအဲ့လိုပြောချင်တယ်ဆိုရင် time flies when i am happy time flies when i am happy အဲငါပျော်တဲ့ချိန်ဆိုလို့ရှိရင်ချိန်နေကုန်တာအရင်မြန်တယ်အဲဘယ်လိုကုန်သွားမှမသိဘူး ။ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုမှအဲတခုခုပေါ့နော်အဲအချိန်နဲ့ကုန်တာမြန်လိုက်တာလို့အဲ့လိုမျိုးညှိတွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က time flying ဆိုပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်။